ချစ်ခင်လေးစားအပါတော်မိဘပြည်သူညီကိုမောင်နှမများရှင်အခုကျမတို့ Sky Net Today ဖွဲ့သားတွေဟာမိဘပြည်သူညီကိုမောင်နှမများဘုဟုသုတရရှိစေနိုင်မှုအတွက်မြမရိုရခလေးကစားဆရာတခုဖြစ်တဲ့ OC ဘုံလုံငန်းအကြောင်းကိုရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြမရိုရခလေးကစားဆရာ OC လုပ်ငန်းကိုတော့မန္တလေးတိုင်းဒေသကြီးရမဲသိမ်းမြို့နယ်ထန်းတော်ကြံမြင့်အုပ်စုမှာရှိတဲ့ထန်းတော်ကျေးရွာမှာလုပ်ကိုင်နေရရှိပါတယ်ရှင်ခလေးကစားဆရာ OC ပြုလုပ်မယ်ဆိုပါက ပထမဦးစွာဒီတူးလက်ပံတက်သားကိုမိမိလိုရာအရွယ်စားတိုင်းစွနဲ့ပိုင်းဖြတ်ရယူရပါတယ်ရှင်အဲ့ဒီနောက်မှာတော့ရရှိလာတဲ့အတိုင်းတာကိုဒါဖြင့်ပုံချန်းခုတ်ကပုံချန်းလုပ်ယူရပါတယ်ရှင် ဲ့ဒီနောက်မှာတော့ရရှိလာတဲ့အိုးစီအကျန်းတဲ့အလဲမှာဆို့ဖောက်ပြီးလက်တွင်ကုံမှာတက်ကပုံချောပုတ်နေပြရပါတယ်ရှင်။ ရရှိလာတဲ့ပုချောပြည်သားအိုးစီကိုတော့အတန်ပြေအောင်ပြုလုပ်နိုင်မှုအတွက်အိုးစီရဲ့အလဲကိုထွင်းဆောင်တဲ့ဖောက်ထွင်းပေးရပါတယ်ရှင်။ ဲ့ဒီလိုဖောက်ထွင်းပြီးနောက်မှာတော့ဖောက်ထွင်းပြီးသားအတွင်းသားချော့စေဖို့အတွက်တကောက်နဲ့အချောတက်ယူရပါတယ်ရှင်။ ောက်မှာတော့အိုးစီကိုအလှဆင်နိုင်ဖို့အတွက်အိုးစီမှာအောက်ခံရေးဆေးအကြမ်းကိုတုံလင်းပေးပြီးမိနစ်20ခန့်အထောက်ခံထားပေးရပါတယ်ရှင်ထောက်ခံပြီးနောက်မှာတော့စီစေးအနှက်ရောင်နဲ့အနီရောင်တို့ကို အိုးစီအမျိုးအစားလိုက်လှပအောင်ပုံဖော်နိုင်မှုအတွက်စိတ်ချတာပေးရပါတယ်ရှင်။

ပန်းကုန်းတည်နိုင်မှုအတွက်အပေါက်ဖောက်ပြီးနိုင်လွန်ကျိုးနဲ့ချုပ်လုပ်ပေးရပါတယ်ရှင်။၎င်းနိုင်လုံကျိုးကိုလည်းအိုးစီအမျိုးအစားပေါ်မူတည်ပြီး၂ဆသို့မဟုတ်၄ဆချုပ်လုပ်ပေးရပါတယ်ရှင်။ ချုပ်လုပ်ပြီးနောက်ရရှိလာတဲ့စိတ်တရေကိုအိုးစီမျက်နှာပြင်မှာကပ်ပြီးအကွက်ကျပေါ်လာတဲ့ပန်းကုန်းကွက်ထဲမှာပလတ်စတစ်ကြိုးနဲ့ဘေးကြိုးထည့်ပေးရပါတယ်ရှင်။အဒီနာမှာတော့တာယာနဲ့အတန်ထွက်ပေါ်လာစေနိုင်မှုအတွက်ဘေးကျိုးများကိုတင်းအောင်ပြုလုပ်ပေးရပါတယ်ရှင်။ အဒီနာမှာတော့ညနေပြင်းမှာပိုနေတဲ့စိတ်တရေစားတွေကိုဓာတ်ဖြင့်ညီညာအောင်လှိဖက်ပေးရပါတယ်ရှင်။အဒီနောက်မှာတော့လှပတဲ့အိုးစီမျက်နှာပြင်ဖြစ်ပေါ်လာစေဖို့အတွက် အဝါရောင်အောက်ခံဆေးတန်းကိုညီညာအောင်တုပ်လင်းပြီး10မိနစ်ခန့်အချောက်ခံထားပေးရပါတယ်ရှင်။ဆေးတန်းချောက်သွားတဲ့နောက်မှာတော့စီစင်းနီကိုစဝိုင်းပုံဖြစ်အောင်ထပ်မံခြေတပ်ပေးခြင်းဖြင့်လှပတဲ့မြမရိုးရာခလေးကစားစရာအိုးစီလေးတစ်လုံးကိုရရှိလာမှာဖြစ်ပါတယ်ရှင်။ မိဘပြည်သူညီကိုမောင်နှမများရှင်အခုကျမတို့ Skynet Today ဖွဲ့သားတွေကခုတက်ဆက်ပေးလိုက်တယ်မြမရိုရခရီးကစားစရာအိုစီလုံငန်းအကြောင်းကိုကြည်ချင်းအဖြစ်လဲမိဘပြည်သူညီကိုမောင်နှမများအနေနဲ့ဘဟုတုတရရှိနိုင်နေမယ်လို့မျှော်လင့်မိပါတယ်ရှင်ဆက်လက်ပြီးတော့လဲကျမတို့ Skynet Today ဖွဲ့သားတွေဟာမိဘပြည်သူညီကိုမောင်နှမများအတိအမြင်ဘဟုတုတတိုးပွားစေမယ့်အစီအစဉ်ကောင်းလေးတွေကိုဆက်လက်ရိုက်ကူးတက်ဆက်ပေးသွားပါဦးမယ်ရှင်ချစ်ချူအားပေးကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်